မိတ်ဆွေတို့အနေနဲ့တခါတလေစကလုံးတွေအကြောင်းပြချက်တွေမစခင်မှာအတွေ့တွေအယူအဆတွေပေါ်လာဘူးပါဒလားလူအတော်များများဟာသူတို့ရဲ့စိတ်ကူးစိတ်တန်းတွေဟာဘာသာစကားနဲ့မဆိုင်ဘူးလို့ခံစားရပါတယ် Robert Rubber Stein ရေးသားတဲ့ Spark of Genius ဆောက်ထဲမှာတီထွင်ဖန်တီးမှုရဲ့လှုပ်ဝက်ချက်ဟာစကလုံးတွေနဲ့တရားမျှတတဲ့အတွေ့အခေါ်တွေမစခင်မှာစတင်နေဆိုတဲ့အကြောင်းကိုရှင်းပြထားပါတယ် Robert Rubber Stein ဆိုတဲ့လူတစ်ယောက်ရှိပါတယ် သူဟာ Spark of Genius ဆိုတဲ့စာအုပ်ကိုရေးသားခဲ့ပါတယ်။ဒီစာအုပ်ထဲမှာတီထွင်ဖန်တီးမှုရဲ့လှုပ်ဝှက်ချက်ဟာစကားလုံးတွေနဲ့တရားမျှတတဲ့အတွေးခေါ်တွေမဆက်ခင်မှာစတင်နေဆိုတဲ့အကြောင်းကိုသူရှင်းပြထားပါတယ်။ဘာသာစကားရဲ့စကားလုံးတွေဟာစာရေးတဲ့အခါစကားပြောတဲ့အခါအတွေးခေါ်ဖြစ်စဉ်မှာဘာခန့်ကဏ္ဍမှာပါဝင်ပုံမရပါဘူး။စိတ်ကူးတွေဟာစကားမပြောခင်မှာမွေးဖွားလာပါတယ်။သိပ္ပံကနေနုပညာအထိနေပယ်တီးတီးမှာတီထွင်ဖန်တီးတဲ့အတွေးခေါ်တွေဟာဘာသာစကားနဲ့ တမယိုးကျကျိုးချောင်းစင်ကျင်မှုထက်ကျော်လွန်တဲ့နယ်ပယ်တစ်ခုမှာစတင်ပါတယ်။တီထွင်ဖန်တီးမှုဟာစိတ်ခံစားမှုတွေအတွင်းစိတ်အာရုံတွေပုံရိပ်တွေကနေတဆင့်ထင်ရှားပေါ်လွင်ပါတယ်။တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့လူတွေဟာသူတို့ရဲ့စိတ်ကူးတွေကိုဖော်ထုတ်ဖို့အတွက်ဘာသာစကားတစ်ခုတည်းကိုအာမကိုကြပါဘူး။သူတို့ဟာပုံရိပ်တွေခံစားချက်တွေနဲ့အတွင်းစိတ်အာရုံတွေကိုအသုံးပြုကြပါတယ်။အဲ့ဒီတီထွင်ဖန်တီးမှုဟာစကလုံးတွေနဲ့ရှင်းပြလို့မရတဲ့အရာတစ်ခုပါ။ ီထွင်ဖန်တီးမှုကိုအသုံးပြုတဲ့အခါစိတ်ကူးစိတ်တန်းတွေဟာအလိုလျောက်ပေါ်လာတတ်ကြပါတယ်။ဒါကြောင့်မိษွေရဲ့အတွေးတွေကိုလွတ်လွတ်လပ်လပ်စီစဉ်ခွင့်ပေးပြီးမိษွေရဲ့အတွင်းစိတ်အာရုံနဲ့ပုံရိပ်တွေကိုယုံကြည်ပါ။မိษွေ Sparks of Genius ဆောက်ထဲကအဓိကသင်ခန်းစာတွေကိုပြန်ချုပ်ရရင်စကလုံးတွေနဲ့တရားမျှတတဲ့အတွေးခေါ်တွေမစခင်ကတည်းကတီထွင်ဖန်တီးမှုတွေစတင်ခဲ့တာပါ။စိတ်ခံစားမှုတွေအတွင်းစိတ်အာရုံတွေပုံရိပ်တွေကနေတဆင့်ဘာသာစကားနဲ့ တိုးချောင်းစင်ကျင်းမှုရဲ့နယ်ပယ်ကိုကျော်လွန်ပြီးအမှုပညာကနေသိပ္ပံအထိနယ်ပယ်သီးသီးမှာထင်ရှားပေါ်လွင်ပါတယ်။ဒါကြောင့်မိတ်ဆွေရဲ့အတွေ့အကြုံကိုလွတ်လွတ်လပ်စီစဉ်ခွင့်ပေးပြီးမိတ်ဆွေရဲ့အတွင်းစိတ်အာရုံနဲ့ပုံရိပ်တွေကိုယုံကြည်ပါ။အဲ့ဒီကနေမိတ်ဆွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေပွင့်လန်းလာပါလိမ့်မယ်။